ဂျပန်ယဉ်ကျေးမှုစင်တာတွင်ဂျပန်ယဉ်ကျေးမှုနှင့်ပတ်သက်ပြီးလောက်စင်ပြခန်းပြပွဲများပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်ဖောင်ဒေးရှင်းရှန်ကုန်းဂျပန်ယဉ်ကျေးမှုစင်တာမှဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးလဆင်ပြခန်းပြပွဲကို ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီလအတွက်ပြခန်းပြပွဲအဖြစ်အချင်းဆိုင်ပန်းအကြောင်းမိတ်ဆက်သွားမှာဖြစ်ပြီးဂျပန်ယဉ်ကျေးမှုစင်တာမှလည်းအချင်းဆိုင်ပန်းတွေကို အလှဆင်ထားတာမို့ဂျွန်လာတလာပတ်လုံးအင်းမြလှပထည့်ရာသီအလှကိုခန်းစားနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။အချင်းဆိုင်ခေါ်6လပန်းလေးတွေဟာဆိုထား ုင်းမှုနယ်မြေစည်းလွှာမှာပါဝင်တဲ့အစစ်တပ်အနေငယ်များအပေါ်မူတည်ကောင်းအယောင်ပြောင်းလဲမှုရှိကြပြီးဂျွန်လာမှာ6လပန်းတွေလှလှပပဝေးဝေးဆဆပွင့်နာကြောင်းဂျွန်လာရဲ့ဂိန်းခဏ6ပါးထဲရက်တွေဖြစ်ချားထဲ6ရက်16ရက်26ရက်နေ့တွေကို6လပန်းနေလို့သတ်မှတ်ကြရလို့လဲဆိုပါတယ် ဂျပန်ယဉ်ကျေးမှုစင်တာမှာအကျဉ်းဆိုင်ပန်းတွေနဲ့အလှဆိုင်မှုဟာတဘာဝအလှကိုခန်းစားဖို့အတွက်သားမကဂျပန်ယဉ်ကျေးမှုသစိတ်တပိုင်းကိုလည်းပြဝေပေးနိုင်ဖို့ဖြစ်ပြီးအကျဉ်းဆိုင်ပန်းများရဲ့အလှကိုခန်းစားရင်အမှတ်တရတပုံတွေရိုက်ကအကျဉ်းဆိုင်ပန်းများကိုကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကိုအပတ်စဉ်အင်္ဂါနေ့မှစနေနေ့အထိမနက်9:00နာရီခွဲမှနေ့လယ်3:00နာရီခွဲအထိဖွင့်လှစ်ပေးထားပြီးမြို့သူမဆိုးအခမဲ့ဝင်းရောက်လေ့လာနိုင်တယ်လို့သိရပါတယ်ရှင်။